အသက်ရရနေပြီမဲ့စွမ်းဆောင်ကြီးကတော့ထိတ်ဆုံးမှရှိနေသေးတဲ့တရားကိုစေပါလက်ရှိကျင်းပနေတဲ့ FIFA Club ကပ္ပလာပြိုင်ပွဲမှာထူးခြားဆုံးစွမ်းဆောင်ကြီးကိုပြသနေသူကတော့အသက်40ရွယ်ရှိပြီဖြစ်တဲ့ဘရာဇီးနောက်ခံလူတရားကိုစေပါပဲဖြစ်ပါတယ်သူက Fluminense အတွက်နောက်တန်းကိုအကောင်းဆုံးဥဆောင်ပြီး၃ပွဲဆက်တိုက်ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ် ဒီလိုထူးခြားတဲ့ဆန်းဆောင်ရည်တွေကြောင့်ပဲသူဟာအသက်ကြီးရင်လာပေမဲ့ဘောလုံးလောက်မှာသူ့ရဲ့တန်ဖိုးကရောကြမသွားဘူးဆိုတော့ကိုတက်တည်ပြသနေပါတယ်။အသက်၄၀မှာတော့ဒီယာဂိုဆီဘာကသူ့ရဲ့ရည်သွေးနဲ့ထွေးကြုံတွေကိုရောကြသွားခြင်းမရှိသေးဘူးဆိုတော့ကိုဒီတိုင်ဘွဲကတက်တည်ပြသနေပါတယ်။ကလကပဖလာပြိုင်ပွဲမှာဖလူမနီတင်ရသူ့ကစားကဲတဲ့၃ဘွဲစလုံးကိုဂိုမပီးရအောင်ဆန်းဆောင်ထားနိုင်ခဲ့ပါတယ်။ဒီလိုဂိုမပီးရအောင်ကာကွယ်နိုင်ခဲ့တဲ့အဓိကအကြောင်းရင်းကတော့လောက်တန်ကောင်းဆောင်ဒီယာဂိုဆီဘာရဲ့ဦးဆောင်မှုနဲ့နေ့စနစ်ပိုင်းတိကျမှုတွေကြောင့်ပဲဖြစ်ပါတယ်။သူဟာအသက်ရွယ်ကြီးရင်နေပြီဖြစ်ပေမဲ့ဘောလုံးသမားတို့အတွက်ရည်ကြီးဆုံးဖြစ်တဲ့ဘွဲချိန်ပြီးအာရုံစိုက်မှုနေရယူဖို့တိကျမှုနဲ့ ပြိုင်ဘက်ရဲ့တိုက်စစ်ကိုတိုနီခံမနိုင်ဇော်နီမှာထူးချွန်နေစေဖြစ်ပါတယ်။ဒါပေမဲ့ဒီအဖလူမီနီတင်းရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ဂျာမန်ကလပ်ဒေါမိုတင်းနဲ့ပြီးခဲ့တဲ့ရာသီကချန်ပီယံလိဖိုင်နဲ့တက်ရောက်ခဲ့တဲ့အီတလီကလပ်အင်တာမီလန်တင်းတို့ကိုလည်းဂိုမပီးအောင်အောင်မြင်စွာကွယ်နိုင်ခဲ့ပါတယ်။ဒီနှစ်တင်းစလုံးကဥရောပရဲ့ထိပ်တန်းတိုက်စစ်တွေကိုပိုင်ဆိုင်ထားတဲ့အတင်းတွေဖြစ်တာကြောင့် ဒီလိုနိုင်ယူနိုင်ခဲ့တာဟာတီယာဂိုစီးပွားရဲ့အောင်မြင်မှုအတွက်အရေးပါတဲ့တက်တီပဲဖြစ်ပါတယ်ဒီလိုထိတ်တဲအသင်းကြီးတွေကိုဂိုမပီးရအောင်ထိန်းချုပ်နိုင်တာတကယ်ကိုထူးချွန်တဲ့ဆွဲဆောင်ရေးပါသူဟာသူ့ရဲ့အတွေ့အကြုံကိုတုံ့ချပြီးခန်းစစ်ကိုတင်းရင်အောင်ထိန်းချုပ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်တီယာဂိုစီးပွားရဲ့ခန်းစစ်ပိုင်းဦးဆောင်မှုကြောင့်ဖလူမီနီတင်ဟာအင်တာမီလန်အသင်းကိုအကျိန်းနဲ့ရှင်းပြန်ကစားခဲ့ပြီးဖြိုးချနိုင်ခဲ့ပါတယ်ဒီအောင်မြင်မှုကသူတို့အသင်းကိုကလပ်ကပ်ဖလာရဲ့ quarter final အဆင့်ထိကိုတက်ရောက်စေနိုင်ခဲ့ပါတယ်ဒါကြောင့်လက်ရှိမှာတော့ဖလူမီနီတင်ဟာပြိုင်ပွဲရဲ့အကောင်းဆုံးခန်းစစ်ဆွဲဆောင်ရေးကိုပိုင်ဆိုင်ထားတဲ့အသင်းလည်းဖြစ်ပါတယ်ဒါအတင်းရအောင်မြင်မှုတည်းမရှိမဖြစ်လိုအပ်တဲ့ကဏ္ဍကနေတရားကိုစီးပွားကဆွမ်းဆောင်ပေးနေတယ်ဆိုတာကိုပြသနေပါတယ် တကယ်ကိုထက်ထက်တဲ့နဲ့အနိုင်ရရှိသွားခဲ့တဲ့ Fluminense တင်ဟာ quarter final ပွဲစဉ်မှာတော့ Manchester City တင်းလို့ထိတ်တန့်ကလပ်ကိုအားအားသင့်မွယ်နိုင်ယူပြီးတက်ရောက်လာခဲ့တဲ့ Sorry Club အဟိလေအတင်းနဲ့ရင်ဆိုင်သွားရမှာပဲဖြစ်ပါတယ်။အဟိလေအတင်းကလည်း Europa ကထိတ်တန့်ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့ ARG အတင်းတင်းတင်းဖြစ်တာကြောင့်လာမယ့်ပွဲစဉ်မှာ Fluminense တင်းရဲ့ခန်းစည်းကိုထပ်မံဆန်းသမ်းမဲ့ပွဲစဉ်တစ်ခုလည်းဖြစ်လာမှာပါ။တကယ်ကိုစီးပွားရဲ့ခန်းစည်းပိုင်းအုပ်ဆောင်မှုကဘလောက်ထိဆွမ်းပြောက်အောင်လဲဆိုတာကတော့ပရိသတ်တွေရင်ခုန်သွားတဲ့စောင့်မျှော်ကြည့်ရှုမှာပဲဖြစ်ပါတယ်။ဒီမှာ United ကတည်းကအမှားတကျတဲ့